ခยีတစ်ခုဒါမှမဟုတ်ပန်းနိုင်တစ်ခုကိုရောက်ချင်တော့ကိုယ်ပဲနေရာမှာရောက်နေတယ်ဆိုတာကိုသိရမယ်ကိုယ်ပဲနေရာမှာရောက်နေတယ်ဆိုတာကိုသိမှဘဲကိုဆက်သွားရမယ်ဘဲအထိသွားရမယ်ဘလောက်ဝေးဝေးသွားမယ်ဆိုတာကိုမှန်းဆတွက်ချက်နိုင်မှာပါဒီလိုပဲလက်တွေဘွားမှာလည်းလက်ရှိကိုယ်ပဲနေရာကိုရောက်နေတယ်ဘလို့အနေထားနဲ့ယက်တည်နေတယ်ဆိုတာကိုသိထားမှဘလို့ဘွားမျိုးရောက်အောင်စူးစမ်းမယ်ဘလို့စူးစမ်းရမယ်ဆိုတာကိုမှန်းဆတွက်ချက်နိုင်မှာဖြစ် တချို့လူငယ်တွေကလည်းကိုယ့်ရဲ့လက်ရှိအခြေအနေနဲ့ရောက်နေတဲ့နေရာကိုမေ့ပြီးတော့ဘာကြီးဖြစ်ရမယ်ဘယ်လိုဖြစ်ရမယ်ဆိုတဲ့အလန့်ကွာဝေးတဲ့ရည်မှန်းချက်တွေကိုထားမိတဲ့အခါမှာမဖြစ်နိုင်ဘူးဆိုတဲ့အားငယ်စိတ်တွေစိုးရင်စိတ်တွေဝင်လာပြီးတော့ရှေ့ကိုမရောက်ကြတဲ့သူတွေအများကြီးပါဒါကြောင့်မလို့ကိုယ်လက်ရှိရောက်နေတဲ့နေရာကိုသိပါအဲ့ဒီနေရာကနေတဆင်ချင်းတလန်းချင်းရှေ့ကိုလှမ်းပါအောင်မြင်မှုပန်းတန်းကိုသွားတဲ့ခရီးမှာလည်းဖြတ်လန်းမရှိဘူးတဆင်ချင်းတလန်းချင်းရှေ့ကိုတွန်းရင်းနဲ့ရောက်အောင်ကြိုးစားရတယ်ဆိုတာကိုဘယ်တော့မှမမေ့ကိုယ်ပဲနေရာကိုသွားမယ်ဆိုတာကိုသိရမယ် ခရီးတစ်ခုကိုသွားမယ်ဆိုပြီးတော့ခြေလန်းတော့စလိုက်ပါပြီဒါပေမဲ့ကိုသွားမယ်နေရဘယ်နေရမှမသိရင်တော့ရောင်းလေလေနဲ့အချိန်ကုန်သွားတတ်တယ်ဒါကြောင့်မလို့ကိုဘယ်နေရကိုသွားခြင်းနဲ့ဘာဖြစ်ခြင်းနဲ့ဆိုတဲ့ပန်းနိုင်ဦးတော့တည်တည်ဆဲဆဲတိထားဖို့ကလည်းအရန်ကိုအရေးကြီးတယ်ဘလို့သွားရမယ်ဆိုတာကိုလည်းရွေးချယ်ရမယ်ပြင်ဆင်ရမယ်ကိုဘယ်နေရမှာရှိနေတယ်ဆိုတာကိုသိပြီကိုဘယ်ကိုသွားခြင်းလဲဆိုတာသိပြီဆိုရင်တော့ဘလို့ပုံစံသွားမှာလဲဘာတွေလိုအပ်လဲဘလို့တွေပြင်ဆင်ရမလဲဆိုတာကိုလည်းတည်ထားဖို့လိုအပ်ပြီအတင်းသွားခြင်းနဲ့ခကြီးကကန္နာရောက်ကိုကြော်ဖြတ်ရမယ်ဆိုရင်ရေလုံးလောလောတဲသွား အတောင်ကြီးတွေကိုလည်းဖျက်ရမယ်ဆိုရင်တော့ကျိုးကွေတောင်တက်ဖက်နှက်တွေစတာတွေလည်းလိုလာလိမ့်ရေပြင်ကျော်ကိုဖျက်ရမယ်ဆိုရင်လည်းလှေကောင်းကောင်းတစင်းတော့လိုတယ်စသဖြင့်လည်းကိုသွားရမယ်ခီးတွေကြိုတင်ပြင်ဆင်ရလိုအပ်တာတွေလေ့လာရမယ်ဒါမှသာလင်ကိုသွားခြင်းနဲ့ခရီးပန်းနိုင်အောင်မြင်စွာရောက်ရှိနိုင်မှာပါဒါကြောင့်မလို့လေသင်ရပန်းနိုင်တစ်ခုကိုချမှတ်ထားတယ်တနေ့မှာဘာဖြစ်ရမယ်ဆိုတဲ့ရည်မှန်းချက်တွေရှိတယ်ဆိုရင်တော့အဲ့ဒီရည်မှန်းချက်ပန်းနိုင်ကိုရောက်စေနိုင်မယ်။လိုအပ်တဲ့ຢာတွေအတက်ပညာတွေကိုလေ့လာပါ။သင်ယူကြိုးစားပါ။ဒါဆိုရင်တော့တနေ့မှာသင်ရောက်ချင်တဲ့ပန်းနိုင်ကိုတော့တေချာပေါက်ရောက်ရှိပါလိမ့်မယ်။